စင်တွေခုံတော့လဲဖုံထယုံကပြင်းတောင်ပြင်းသေးတယ်ရေကြီးတွေပါတုံဆင်းပယောဂတွေတဟင်းဟင်းနဲ့ဟင်းလဲဟင်းတော့တယ်ဤသူတွေတကယ်သွေးမအေးသေးဘူးဆိုတာမင်္ဂလာပါဗျအပတ်စဉ်တင်ဆက်နေကြတယောသားတယောကဗျာတယောသရှင်ကန္နာဘုရောဇော်ရဲ့ဒီတစ်ပတ်ရွေးချယ်ထားတဲ့တယောကဗျာလေးနာမည်ကတော့ဒုံဆိုင်နဲ့ဝုံတိုင်းလို့အမည်ပေးထားပါတယ်တည်တဲ့အတိုင်းများ ်သမိုင်းကိုဒုံဆိုင်မိသူများဆိုပြီးတော့မှရွေးကောက်ပွဲလော်တဲ့လှုံ့ဆော်ဇာကားထွက်လာတော့အဲ့ဒီမဲ့ပြည်သူတွေကဝိုင်းပြီးဟာဟာပေးကြတာအဲ့ဒါကိုအောင်ဇော်မဲလုံးကနေပြီးတော့မှဘလုံးရှိတုပ်ပြီးတော့မှစင်ဖမ်းမယ်ကြားဖမ်းမယ်ပြောတာပေါ့ဗျာအဲ့တော့တကယ်တမ်းအဲ့ဒီအကြောင်းလေးကိုတယောထားတာပေါ့လေနားဆင်ကြည့်ကြရအောင်ပါဒုံဆိုင်တဲ့ဝုံတိုင်းခစ်သမိုင်းဒုံဆိုင်မိသူများကို ဝုန်းတိုင်းကျဲကြလို့ဆိုပြီးဇမဲလုံးအထိုင်းကဝလုံးချီတုတ်တိုင်းနဲ့ဗလိုင်းကြီးဥပြတယ်ဒုံဆိုင်မြည်သူများကစကားမကိုလောရွေးကောက်ပွဲလှုံ့ဆော်တဲ့ကားအောင်မြင်သလားတော့မမင်းနဲ့ဘူးဟာဟာဘေးခံရတဲ့နေရာမှာဝိုင်းကော်ခံရတဲ့နေရာမှာဤသူများရဲ့တုံ့ပြန်ချက်ကခွေးလေးခုံပြယုံနောက်ဆိုဘာဖုံထเสียလို့လဲခုဟာကခွေးလေးမဟုတ်ဘူး စင်စင်တောင်မှတအုပ်တမစင်စင်တွေခုံတော့လဲဖုံထယုံကပြင်းတောင်ပြင်းသေးတယ်ရေကြီးတွေပါတုံစင်ပယောဂတွေတဟင်းဟင်းနဲ့ဟင်းလဲဟင်းတော့တယ်ဤသူတွေတကယ်သွေးမအေးသေးဘူးဆိုတာကျေးဇူးတင်ပါတယ်ဘုရောဆော